ဗီဒီယိုတွေကိုကြည့်ရတာကြိုက်ပြီးမှတခြားကြည့်တဲ့အခါမှာဘာကြောင့် satisfaction လို့ခေါ်တဲ့စိတ်ကျေနပ်မှုမပေးတာလဲအဲ့တော့ကျွန်တော်ဒီကြောင်းရောင်မရှင်းခဲ့မှာဆိုရင်ပထမအဦးဆုံးအနေနဲ့တရားမစကလုံးနှလုံးရှိသေးတယ်ပေါ့နော် enjoyment နဲ့ satisfaction ဆိုတဲ့စကလုံးပြတယ်ပေါ့နော်ဒီစကလုံးနှလုံးကကျွန်တော်တို့ဗီဒီယိုကြည့်နေတဲ့အခါမှာဘလို့လွတ်လွတ်လဲဆိုတော့ enjoyment ဆိုတဲ့စကလုံးကဗီဒီယိုကြည့်နေစမှာလွတ်လွတ်တယ်ပေါ့နော်ဒုတိယစကလုံးဖြစ်တဲ့ satisfaction ကျွန်တော်ကျွန်တော်တို့ဗီဒီယိုတစ်ပုဒ်ကိုကြည့်ပြီးတဲ့နောက်မှာပဲကြားတယ်ပေါ့နော်အဲ့တော့ဒါကို let's break it down ကျွန်တော်တို့တွေဗီဒီယိုတွေကိုကြည့်ပြီးတဲ့ခါမှာဆိုရင်ဘာလို့ကျွန်တော်တို့ကို satisfaction မပေးတာလဲဆိုတဲ့အဆင့်က၃ဆင့်ရှိတယ်ပေါ့နော်အဲ့ဒီတော့တစ်ခုချင်းစီကျွန်တော်တို့ breakdown လုပ်ကြည့်မှာပေါ့နော်ပထမဆုံးဆင့်ရကြတော့ဘာလဲဆိုတော့ brain chemistry ပေါ့နော် brain chemistry ဆိုတော့ကဘာပြောချင်တာလဲဆိုတော့ကျွန်တော်တို့ရဲ့အုံနောက်ကနေဒါဗီဒီယိုတစ်ပုဒ်ကိုကြည့်ပြီးတမ်းကြည့်ပြီးတော့မှာဆိုရင် dopamine hormone တွေကိုထုတ်ပေးတယ်ပေါ့နော်ကျွန်တော်တို့အုံနောက်ကနေအဲ့ဒီ dopamine hormone ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဒါပျော်ရွှင်မှုကိုပေးတဲ့ hormone ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဗီဒီယိုတစ်ပုဒ်ကိုကြည့်ပြီးတဲ့ခါတိုင်းမှာဆိုရင်ဗမင်းကဆက်ပြီးပြောတယ်အမနောက်ထပ်ဗီဒီယိုတစ်ပုဒ်ကိုထပ်ပြီးတော့ကြည့် အဲ့တော့ကျွန်တော်တို့ရဲ့အုံနောက်ကဒါ dopamine hits တွေပဲဖြစ်နေတယ်ပေါ့နော်အများတိုင်းပျော်ရွှင်နေတဲ့ဟော်မုန်းဖြစ်နေပြီးတော့ကျွန်တော်တို့ဒါ enjoyment ပေါ့နော်ပျော်ရွှင်မှုတွေကိုပဲဆက်ပြီးတော့ပေးနေတယ်ပြီးနေတော့ကျွန်တော်တို့က video တွေကိုဆက်ကြည့်တယ်ဆက်ကြည့်တဲ့အခါမှာဆိုရင်ကျွန်တော်တို့က enjoyment ပဲရပြီးရော satisfaction စင်ကိုမြောက်ပဲဖြစ်နေတယ်ပေါ့နော်ဒါကပထမဆုံးဆင်ပြေတယ်ပေါ့နော်ပထမဆုံးစင်က brain capacity အုံနောက်ကနေ property menu ကို follow ပေးနေတာဖြစ်တယ်ပေါ့နော်။နောက်တစ်စိမ့်ကကျတော့ပါလဲဆိုတော့ passive versus active ပေါ့နော်။ဒါကကျတော့ဘာပြောချင်တာလဲဆိုတော့ပထမစကလုံးဖြစ်တဲ့ passive ဆိုတဲ့စကလုံးကကျတော့ကျွန်တော်တို့ရဲ့ owner တို့ဒါဝင်လာတာဆိုလို့ကျင်နေဖြစ်တယ်ပေါ့နော်။ active ကကျတော့ဘာလဲဆိုတော့ကျွန်တော်တို့စီကိုဝင်လာတဲ့အရာတွေကိုကျွန်တော်တို့ကပြန်ပြီးတော့သုံးချတာ။အခုကကျွန်တော်တို့ဒီဝင်လာတဲ့ပစ္စည်းကိုသုံးပြီးတော့အလိုက်လိုက်တာဒါမှမဟုတ်ပြဿနာကိုဖြေရှင်းလိုက်တာဒါမှမဟုတ်ပေါ့နော်။ အကိုဘတ်တက်ဖတ်တော့ကိုပေါ်ထလိုက်တာဆိုရင်ဒါအက်တစ်ဖြစ်ကိုပျောက်စေတယ်ပေါ့နော်အဲ့တော့ခုနကရောပြန်ကြည့်မှဆိုရင်ဗီဒီယိုကြည့်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ရဲ့ onboarding တောက်တာအများအတန်း enjoyment 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 တွေပဲဒါ plus အနေနဲ့ကိုကြောတာစီးဝင်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကစီးဝင်လာတဲ့အရာတွေတိုက်ထားတယ်ထားတဲ့အခါမှာဆိုဒီဘက်ကအက်တစ်အစင်ကမတုံးမဲနဲ့ပေါ့နော်အဲ့ဒီကျွန်တော်တို့ရလာတဲ့အတိအကျကျွန်တော်တို့ရလာတဲ့အတွေ့အကြုံတွေကိုနေနဲ့ပြန်မတုံးချပြန်ဒီတိုင်းတစ်ထားတယ်ဆိုရင်တာလာတယ်ဆိုရင်အဲ့ဒီအက်ကကိုတာ side effect တစ်ခုနေနဲ့တစ်လာနိုင်စေတယ်ပေါ့နော်အဲ့တော့ enjoyment ကနေ satisfaction ဆီအောင်ရဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီပုံမှာရလာတဲ့ဗီဒီယိုတွေကြည့်ပြီးတော့ရလာတဲ့အသည့်တွေအမြင်တွေကိုကျွန်တော်တို့တွေသုံးချမှာဖြစ်တယ်ပေါ့နော်။နောက်တစ်စင်းကကြတော့ဗာလဲဆိုတော့ time awareness ပေါ့နော်။ time awareness ဆိုတော့ကအချိန်ကိုသွားပြီးတတိထားမြင်ကျွန်တော်တို့ကဗီဒီယိုကြည့်နေချိန်မှာပျော်ရွှင်နေတဲ့ဆိုရင်တော့မှအဲ့ဒီဗီဒီယိုကနေကိုကငါဘာမှမရလိုက်ဘူးအချိန်တွေပဲကုန်သွားတယ်ဆိုတော့ပြီးသွားတယ်ပေါ့နော်။ပြီးသွားတဲ့အခါမှာဆိုရင်ကိုယ်နေနေတာစိတ်ထဲမှာ အပြစ်ရှိသူကိုခံစားရတဲ့ဆိုတဲ့ခံစားချက်ကဖြစ်လာတယ်ပေါ့နော်အဲ့ဒါမျိုးကြောင့်ကျွန်တော်တို့ကဗီဒီယိုတွေကြည့်ပြီးတဲ့အခါမှာဆိုရင်ဒီအဆင့်၃ဆင့်နဲ့ enjoyment အဆင့်မှာပဲရက်နေပြီးတော့ဒါ satisfaction ဆိုတဲ့အဆင့်ကိုမြောက်စီပဲဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီပြဿနာကိုဖြေရှင်းမှတ်နေလဲတော့မှရှိအဲ့ဒီတော့ကျွန်တော်တို့ကဗီဒီယိုတစ်ပုဒ်ကိုကြည့်ပြီးတဲ့နောက်မှာဆိုရင် satisfaction အဆင့်ကိုရောက်ဖို့အတွက်ဆိုရင်အဆင့်၃ဆင့်ကိုလိုရတယ်ပေါ့နော်ဒါကလည်းအကြောင်းကိုလွယ်ပထမအဆင့်ကကျတော့ဘာလဲဆိုတော့ရည်ရချက်ရှိရှိနဲ့ကြည့်ရမှာပေါ့နော်အဲ့ဒါကပေါ်ပေါ်ပြောချင်တာလဲဆိုတော့ဥပမာကျွန်တော်တို့က ျော်ရွှင်ဖို့အတွက်ကြည့်မယ်ဆိုရင်မိနစ်20လောက်ကြည့်မယ်ဥပမာဒါဟာပါဗီဒီယိုလေးဖြစ်ဖြစ်အဲ့ဒါတွေကိုဒါမိနစ်20လောက်ကြည့်မယ်ကြံတဲ့အချိန်တွေကိုကြာတော့ဒါကိုးပွားအတွက် low ms scale set တွေကိုခုနေနဲ့ကြည့်မယ်ဆိုပြတာ choice ကိုလွတ်လိုက်တာပေါ့နော်အဲ့လို choice ကိုလွတ်လိုက်ချင်အပြင်ကျွန်တော်တို့အုံနောက်ကဘောဘောကောင်းလာစေလဲဆိုတော့ satisfaction အဆင့်ကိုတော့ပို့ပြီးတော့မြင့်လာစေတယ်ပေါ့နော်အဲ့ဒါမျိုးကျွန်တော်တို့ဒီဗီဒီယိုတွေကိုကြည့်မယ်ဆိုရင်ပထမဆုံးအဆင့်ဖြစ်တဲ့ဒါရေချက်ရှိရှိနဲ့ကြည့်ဖို့တာရေးကြည့်တယ်ပေါ့နော်ဒုတိယအဆင့်ကကြတော့ဗာလဲဆိုတော့ ပတ်စစ်ကန်နေအစ်စ်ကိုပြောင်းတာဖြစ်တယ်ပေါ့နော်အဲ့ဒါကပါလဲဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုတစ်ပုဒ်ကိုကြည့်ပြီးတိုင်းကြည့်ပြီးတိုင်းမှာဆိုရင်အဲ့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အောင်နောက်ထဲမှာအမြင်တမျိုးရရလာတယ်ပေါ့နော်အဲ့ဒီအမြင်အတခုဖြစ်တယ်အဲ့ဒီကိုရလာတဲ့အမြင်ကိုကိုနေနဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာဝင်ပြီးတော့ရေးပြတာမျိုးတွေဒါမှမဟုတ်အဲ့ဒီဗီဒီယိုကို sharing လုပ်ပြီးတော့ငါတော့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့တော်မျိုးတွေအမြင်လေးတွေရှေ့ပါနော်ကိုအမြင်လေးတွေချရေးပြီးတော့တခြားသူတွေကိုငွေချင်းတွေတွေတာပြဝေးတာမျိုးတွေတွေကို ်လုတ်တယ်ဆိုပို့နေတဲ့ဒါ satisfaction စင်ကိုပို့ပြတာတိုးမြင့်လာစေတယ်ပေါ့နော်အခုကျတော့ဟိုကဒါမျိုးကတကူကွာ sharing လုပ်လိုက်တဲ့အတွက်ကြောင့်ခုစိတ်ထဲမှာပျော်ရွှင်မှုနဲ့အတူနာနေ satisfaction စင်ကိုရောက်လာတဲ့အတွက်ကြောင့်အလုပ်တစ်ခုကိုပြင်းထန်ပတ်တယ်ဆိုမျိုးကိုနေနဲ့ခံစားမိရပေါ့နော်ငါတို့ကိုရလိုက်တယ်ဆိုဖြစ်တယ်အာရလိုက်တဲ့အရာတွေကိုတခြားသူကလည်းဒါရသွားစေမှာဆိုတဲ့စိတ်ဓာတ်လေးကဖြစ်လာတဲ့အတွက်ကျွန်တော်တို့တွေက satisfaction level ဆိုရင်ပို့ပြပို့ပြတာပြင်လာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နေနဲ့ဒါအကောင်းဆုံးအကြံပြုချင်တာကတော့ ဟိုဗီဒီယိုကြည့်ပြီးတယ်ဆိုရင်အဲ့ဒီကိုကြည့်ပြီးတဲ့ဗီဒီယိုရဲ့အောက်မှာရန်တီ command box မှာပေါ့နော် command box တွေမှာတွားပြီးတော့ကိုယ့်ရဲ့အမြင်တွေကိုရေးပြီးတယ်ဆိုရင်အကောင်းဆုံးပဲပေါ့နော်အဲ့တော့ဆိုရင်လည်းဗီဒီယိုတွေကိုကြည့်ပြီးတယ်ဆိုရင်ဝင်ကြီးတယ်နောက်ထပ်တစ်ချက်အနေနဲ့ကိုက command တွေကိုရေးရင်းနဲ့တခြားသူကလည်း comments တွေ back comments တွေရေးထားရှိတယ်ဆိုတော့ဝင်ကြည့်တော့ရတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့အမြင်တွေ့ရဆိုရင်ဒါမင်းဆွေကောင်းလေးရလာနိုင်တယ်ပေါ့နော်အဲ့ဒါမှကျွန်တော်တို့ဗီဒီယိုတော့ကိုကြည့်ပေးတိုင်းကြည့်ပေးတာမှာဆိုရင်အဲ့ဒီ command box မှာရေးတဲ့အခုကိုကျွန်တော်သွားပြီးရေးပေးတယ်ပေါ့နော်ကိုယ့်ရဲ့အမြင်လေးတွေသွားပြီးရေးပေးတယ် ပတ်စက်ကတည်းအတက်ပြောင်းတဲ့အစင်းတွေပေါ့လို့အဲ့လိုမျိုးတွေလုပ်ပင်ခြင်းအပြင်ကိုယ်နေတဲ့ enjoyment level တွေမျိုးခိုင်းတဲ့ satisfaction level ပါရှာပြီးတော့ဘဝမှာဒါ၃၆လိုဖြစ်တဲ့ပညာတွေအများရပါစေပေါ့နော်